အင်းလေးရှိငလင်ကြောင့်ပြိုကျခဲ့သည့်နေအိမ်များပြန်လည်ထူထောင်ရန်လိုအပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းလေးဒေတာရှိငလင်းချောင်းပြိုချပြက်စီးခဲ့တဲ့နေအိမ်တွေ ပြန်လည်ထူထောင်ဖို့ကကိုအညီတွေလိုအပ်နေတဲ့လို့ကုညီပေးနေသူတွေနဲ့ဒေတာခန့်တွေစီကအသိအောင်ပါထိမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်းတန်းချောင်းအင်းလေးဖောင်တော်ဦးဖယားအပါဝင်ဒေတာအတွင်းကကြေးရွာအချို့ရွာလုံးချို့နေအိမ်ပြိုချခဲ့တာတွေရှိခဲ့တာပါ လင်းဘေးကြောင့်အင်းလေးဒေသမှာပျက်စီးတဲ့အခြေအနေနဲ့ပတ်သက်လို့အင်းလေးငလင်းဘေးအတွက်အကူအညီပေးနေသူဦးစနေမောင်မောင်ကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထည်အင်းလေးမာကရွာလုံးကျွတ်ပြက်ပြီးသွားတဲ့ရွာကနေရွာနေရွာလောက်ကတော်တော်လုံးရွာလုံးကျွတ်အာပြက်ပြီးသွားတယ်။90ရာခိုင်နှုန်းကဖြစ်ကြိုက်တဲ့ရွာလည်းရှိတယ်။ အဲဒါဆိုလေနည်းနည်းတော့ပါရိုင်းနဲ့နံသွားတာမျိုးလေအိမ်ဆောင်သွားတာမျိုးတွေလည်းရှိတယ်ပေါ့အဲဒါအဆိုးဆုံးရွာနေရွာကကျွန်တော်တို့ဒီဇေယျကြီးရွာလို့ခေါ်တယ်။နောက်ကြီးလာရွာလို့ခေါ်တယ်။မနေ့ကကျွန်တော်တို့ဒီကြီးတော်ကလည်းသူတို့နေသူခဲ့တဲ့နေရာလေးကိုနောက်ကြာတော်ရွာလို့ခေါ်တယ်။နောက်ဟင်းရဟင်းရရွာမဆိုတာရှိတယ်။အကြီးပေါ်ဇေယျကြီးတွေပါလည်းနေတဲ့ရွာအဲ့ဒါမှလည်းတချို့ပြည့်စုံသွားတယ်။ အဓိကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ရွာကြီးနေရွာတော့ကေလာရွာရဲ့ဆေးရည်ကြီးရွာတွေ့သဘောဒီရွာမှာအင်ဂျီ300ချင်း300လောက်အကုန်ပြိုသွားတာပြက်ပြီးသွားတာအဲ့ဒီဘောအဲ့နေရွာတော်တော်ဆေးတယ်ပေါ့နော်ဟုတ်ကဲ့ဆက်ဆက်ကျွန်တော်တို့ကအလူခံပြီးတဲ့သဘောပါဟုတ်ကဲ့ဟုတ်ကဲ့ဆက်ဆက်ဟိုဘောသူတို့တွေအလုံးစုံပြက်ပြီးသွားဆိုတော့တက်ကနေအကုန်လုံးပြန်စားရမယ်အချိန်နဲ့ရှိသွားတာ အဲတချို့ဆိုလေထဲမှာသူတို့အိတ်နေရတယ်သူတို့အိတ်ရပြူသွားတော့အိတ်မရှိတော့အဲလေထဲမှာပဲနေကြစားကြတော့ကြပေါ့နိအိတ်ကြဘူးအဆိုမှဒေတာကိုလက်ရှိအလူရှင်တွေလာရောက်တဲ့အခြေအနေနဲ့ပတ်သက်လို့ဦးစနေမောင်မောင်ကအခုလိုဆက်ပြောပြထားပါသေးအလူရှင်ကအစားတောက်နေလို့လာကြတယ်ဗျအစားတောက်ဒီလာလူပဲအဲကျွန်တော်တို့လည်းတွားနေတာပဲဒါပေမဲ့ သူတို့သွားလူတဲ့အချိန်မှာမြတ်သိရတာသူ့တို့တန်တို့သူ့တို့ဆိုတော့လူတဲ့လူကမရှိသလောက်ပဲမရှိသလောက်ပဲသူ့တို့တန်တို့မပါရင်သူ့တို့မျိုးတွေတောင်ပြတ်ပြည်နေအောင်ပမာဏမနေဘူးပေါ့နော်ဟုတ် ဒီကောတန်ကောတက်မယ်ဆိုရင်ကျွန်တော်ထင်တာကအိမ်ကျေကိုအနည်းဆုံး350လောက်မှနည်းနည်းလေးကြည့်ကောင်းအောင်လုပ်နိုင်တယ်မလို့ကျွန်တော်ထင်တယ်အဆိုပါကြေးရွာတွေကိုအစားအသောက်တွေတွားရောက်လူထမ်းရှင်လူဝတ်ချက်တွေရှိနေတဲ့အိမ်ဆောင်ပစ္စည်းတွေဖြစ်တဲ့ဝါသွတ်တန်းတစ်တွေလူထမ်းဖို့ဧပြီလနှောင်းပိုင်းမှာထပ်မံတွားရောက်ဖို့ရှိနေတယ်လို့လဲဆိုပါအထင်ဒါအပြင်ဧပြီလ12ရက်နေ့မနက်ဖြန်မှာလည်း ထာအပြင်ဧပြီလ12ရက်နေ့မနက်ဖြန်မှလဲအောင်ပန်းတောင်ကြီးပြေးဆွဲတဲ့ရှင်လိုင်းခိမ့်နယ်ပူပေါင်းပြီးအစားအသောက်နဲ့ရှေးတန်ပူတွေကို ကိုရိုင်းကမကထာပြုလုပ်ပြီးအလူရှင်တွေကိုစားတွားရောက်လူရန်ပေးသွားမယ်လို့သိရပါတယ်ရှင်။